ပရိတ်တွေရွတ်နေတာနှစ်တထောင်လောက်ရှိပြီ။ပရိတ်ရွတ်တော့ဘာဖြစ်လဲ။ဘာမှမဖြစ်ပါဘူး။ရွတ်သည်ဖြစ်စေမရွတ်သည်ဖြစ်စေဘာမှမဖြစ်ပါတဲ့။ဒီလိုစကားကိုပြောတဲ့လူတွေကအသိဉာဏ်မရှိတဲ့လူတွေနဲ့ဘ ഹു တုဒ္ဒမရှိတဲ့လူတွေပဲပြောတာနော်။တရားဂုံတော်6ပါးထဲမှာအကလိကဂုံဆိုတာပါတယ်။အကလိကဂုံဆိုတာတရားကျင့်ဆောင်တဲ့ပုဂ္ဂိုလ်ကိုတရားကအခါမလဲပြန်ပြီးကောင်းကျိုးပေးတာကိုပြောတာနော်။ မြတ်စွာဘုရားဟောကြားခဲ့တဲ့ပြိတ္တရားတော်တွေကိုရွတ်ဖတ်တာပဲဖြစ်ဖြစ်နားကြားတာပဲ ဖြစ်ဖြစ်ဒါဟာတရားကိုစောင့်နေတာဖြစ်တယ်မြတ်စွာဘုရားဟောကြားခဲ့တဲ့ပြိတ္တရားတော်တွေကိုရွတ်ဖတ်နေတဲ့ပုဂ္ဂိုလ်တရားဟာငါရွတ်ဖတ်နေတဲ့ပြိတ္တရားတော်တွေဟာမြတ်စွာဘုရားကိုတော်တိုင်ဟောကြားခဲ့တဲ့ပြိတ္တရားတော်တွေပါလားလို့တွေးမိပြီးဘုရားအပေါ်ကြီးညိုတဲ့စိတ်ဘုရားအပေါ်ကြီးညိုတဲ့စိတ်ဖြစ်နေတယ်ထို့အတူပဲနားကြားနေတဲ့ပုဂ္ဂိုလ်ကလည်းပဲ ငါနာကြားနေတဲ့ပရိတရားတော်တွေဟာမြတ်စွာဘုရားကိုတော်တိုင်ဟောကြားခဲ့တဲ့ပရိတရားတော်တွေပါလားလို့တွေးမိပြီးဘုရားအပေါ်ကြီးညိုတဲ့စိတ်တရားအပေါ်ကြီးညိုတဲ့စိတ်ဖြစ်နေတယ်။အဲဒီလိုရွတ်သူရောနာသူပါဘုရားအပေါ်ကြီးညိုတဲ့စိတ်တရားအပေါ်ကြီးညိုတဲ့စိတ်ဖြစ်နေတဲ့အချိန်မှာသူတို့ရဲ့တန်တမာရှိနေတဲ့လောဘဒေါသမောဟစတဲ့ဒိဋ္ဌိကိလေသာတရားတွေကိုဘုရားအပေါ်ကြီးညိုတဲ့စိတ်တရားအပေါ်ကြီးညိုတဲ့စိတ်ကုသိုလ်ကတရင်ကပဟံဖြစ်ပသက်ပေးထားတယ် ဲ့ဒီလိုတရင်ကပဟံဖြင့်ပယ်သက်ပေးထားတဲ့အတွက်ကြောင့်သူတို့ရဲ့တန်တံမှာလောဘဒေါသမောဟစတဲ့ဒိဋ္ဌိကိလေသာတရားတွေချုပ်ငိမ့်နေတဲ့အတွက်ကြောင့်သူတို့တွေဟာပရိတရားရွတ်ဖက်နာကြားနေစဉ်မှာငြင်းအင်းနေကြတယ်။ဒါဟာပရိတရားရွတ်ဖက်နာကြားခြင်းရဲ့ကောင်းကျိုးပဲเนาะ။ဒါတွေကိုမသိပါဘဲနဲ့ပရိယုတ်တိဖြစ်စေမယုတ်တိဖြစ်စေဘာမှမဖြစ်ဘူးလို့ပြောတာဟာကိုဘဟုတုဒ္ဒမရှိရာကိုခြားပြရာရောက်တယ်။ဒါကြောင့်အရင်ဆုံးလေ့လာပါအောင်လို့ပြောချင်ပါတယ်เนาะ။ ်အရှင်ဖရာဘာတွင်ကာလမှာယဟန်ခံကောင်းပါသလားဖရာကျေးဇူးပြု၍ဖြေချပေးပါဖရာတဲ့မဟာဝါပါဠိတော်မှာမြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းကယဟန်တချို့ဟာဘာတွင်ကာလမှာဘယ်သူ့ကိုမှယဟန်ခံမပေးရဘူးဆိုပြီးတပားနဲ့တပားဂတိကဝတ်ထားကြပါတယ်ဘာတွင်ကာလရောက်တဲ့အခါဝိသခာရဲ့မြေလေးကယဟန်ဝတ်ခြင်းလို့အဲ့ဒီယဟန်တွေရဲ့ထံသွားပြီးယဟန်ဝတ်ပေးပါလို့ပြောထားပါတယ် ဲ့ဒီအခါမှာယဟန်တွေကဝါထွက်သွားမှယဟန်ဝက်ပါဝါတွင်ကာလမှာမဝက်ပါနဲ့ဆိုပြီးပြောဆိုလွှတ်လိုက်ပါတယ်ဝါထွက်သွားတဲ့အခါအဲ့ဒီကလေးကိုယဟန်ဝက်ဖို့ပြန်ခေါ်တဲ့အခါမှာအဲ့ဒီကလေးကယဟန်မဝက်ချင်တော့ပါဘူးအဲ့ဒီအကြောင်းအရာကိုဝိတာကာသိတဲ့အခါမှာယဟန်တွေကိုကဲ့ရဲ့ပါတယ်ယဟန်တွေကိုဝိတာကာကဲ့ရဲ့တဲ့အကြောင်းဖះရှင် သိတော်မူတဲ့အခါမှာ चित्त သားတို့ဝါတွင်ကာလလေယဟန်ခံပြီးကောင်းတယ် ဘာရင်းကာလမှာယဟန်ခံဖို့လာရောက်လျှောက်ထားသူကိုယဟန်ခံမပေးဘူးဆိုရင်ဒုက္ခအဘက်တင့်စီဆိုပြီးသိခါဖို့ပြညတ်ပါတယ်။ဒါကြောင့်ဘာရင်းကာလမှာလေယဟန်ခံကောင်းတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖေယဝါဇူသင်္ကန်းကဝါဇူလတလပဲကတ်လို့ရတာလားဖေယဝါရင်း၃လပတ်လုံးကတ်လို့ရပါသလားဖေယဖြီးပေးတော်မူပါဖေယတဲ့။ဝါရင်း၃လပတ်လုံးကတ်လို့ရပါတယ် ဝါသူသင်္ကန်းဆိုတာကဝါရင်း၃လပတ်လုံးဝါမကျိုးမပြတ်ဖင်းနဲ့သတင်းသုံးတော်မူကြတဲ့တန်ကားတော်တွေကိုဝါထွက်တော်အခါမှကတ်လှူတဲ့သင်္ကန်းကိုဝါသူသင်္ကန်းလို့ခေါ်တာပါဒါကြောင့်ပါဠိစာပေမှာဝါသူသင်္ကန်းကိုဝတ္တဝါတိကစီရလို့ဆိုပါတယ်နားလည်ပါစီနော်ဗုဒ္ဓကဘာကြောင့်ကိုးကွယ်တာလဲမေးရင်ဘယ်လိုဖြေသင့်ပါလဲဗန္တိတဲ့ဗုဒ္ဓဆိုတဲ့အတိတ်ပဲနဲ့ ဘာကြောင့်ဗုဒ္ဓလို့ခေါ်တာလဲဆိုတာကိုလည်းသိထားဖို့လိုပါတယ်ဗုဒ္ဓဆိုတာသိသူလို့အဓိပ္ပာယ်ရပါတယ်ဘာကိုသိတာလဲမေးရင်တစ္ဆာ၄ပါးနဲ့တကွအလုံးစုံသိတာကိုပြောတာပါတစ္ဆာ၄ပါးကိုကိုတော်တိုင်ထိုးထွင်း၍သိမြင်တော်မူပြီးသိသည့်အားလျော်စွာတတဝါတွေကိုပြန်လဲဟောဖော်ညွှန်ကြားပြသပေးတဲ့အတွက်ဗုဒ္ဓလို့ခေါ်ဆိုပါတယ် အဲ့ဒီလိုတစ္ဆာလေးပါကိုကိုတော်တိုင်ထိုးထွင်း၍သိမြင်တော်မူပြီးတိတိအားလျော်စွာတတ္တဝါတွေကိုပြန်လဲဟောဖော်ညွှန်ကြားပြသပေးတဲ့အတွက်ကြောင့်ဘုရားကိုကိုးကွယ်ရခြင်းဖြစ်ပါတယ်။ဒါကြောင့်ဘုရားကိုဘာကြောင့်ကိုးကွယ်တာလဲမေးရင်လမ်းပြပေးလို့ကိုးကွယ်တာလို့ပဲဖြေရမှာဖြစ်ပါတယ်။အရှင်ဖရာစနောက်ပြီးပြောတဲ့ဇာကားလဲတူသောအကျိုးခံရတတ်လားဖရာတဲ့ မြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းကခါကုန်ပြီးရုပ်ဆိုးတဲ့ခုတ်ဆုပ်တရာဆိုတဲ့အမျိုးသမီးတဦးရှိပါတယ်။အဲ့ဒီခုတ်ဆုပ်တရာဆိုတဲ့အမျိုးသမီးဟာဘ ഹു တုတများလုံးလို့မြတ်စွာဘုရားကိုတော်တိုင်ကတောင်မှဘ ഹു တုတဣတဒက်ကြီးမြင့်ရပါတယ်။ဘလောက်ထိဘ ഹു တုတများတယ်လဲဆိုရင်မြတ်စွာဘုရားဟောကြားထားတဲ့တုတ်တန်တွေထဲကတုတ်တန်ပေါင်း112တုတ်ကိုအာကုန်ဆောင်ထားနိုင်ပါတယ်။ ူအာဂုံဆောင်ထားတဲ့တုတ်တံပေါင်းတရာဆနတ်တုတ်ကိုဣတိဝုတ်ပါဠိတော်အမိဖြင့်ပိဋကတ်၃ပုံမှာမှတ်တမ်းတင်ထားပါတယ်။အဒီလောက်ဘ ഹു တုဒ္ဒများတဲ့အမျိုးသမီးကအဘဲကြောင့်ခါကုန်ပြီးရုပ်ဆိုးရတာလဲဆိုရင်တခုသောဘဝမှာအမျိုးသမီးတဦးဖြစ်ခဲ့စဉ်တုန်းကခါကုန်နေတဲ့ရှင်ပြည့်စေကဗုဒ္ဓကိုမြင်တဲ့အခါမှာဤအရှင်မြတ်သည်ခါကုန်တဲ့ပုံတံရှိဤဆိုပြီးတငယ်ချင်းမိန်းမတွေနဲ့စနောက်ရင်မောခဲ့ပါတယ်။အဲ့ဒီအကုသိုလ်ကံကြောင့် အခုဂေါရမမြတ်စွာဘုရားလက်ထက်မှာခါကုန်ပြီးရုပ်ဆိုးတဲ့အမျိုးသမီးဖြစ်ရခြင်းဖြစ်ပါတယ်။ဒါကြောင့်စနောက်ပြီးပြောတဲ့နေရာမှာဘသူကမှမထိခိုက်ပဲတာမန်အနေနဲ့ပြောတာမျိုးကတော့အပြစ်မဖြစ်ပေမဲ့တစ်ဖက်လူရဲ့အာဏာချက်ကိုထိခိုက်ပြီးစနောက်ပြောတာမျိုးကတော့တစ်ဖက်လူမှာသီလသမာဓိရှိမယ်ဆိုရင်ရှိရင်ရှိသလောက်တူသောအကျိုးကိုခံစားရတတ်ပါတယ်။ဒါကြောင့်တဦးနဲ့တဦးစနောက်ပြီးပြောတော့မယ်ဆိုရင်မပြောခင်မှာတတိထားပါလို့ပြောခြင်းပါတယ်။ အရှင်ဖရာတတိတော်ဖခင်နဲ့မိခင်ကနှကိုးကွယ်ပါれဖရာတပည့်တော်ကဗုဒ္ဓဘာသာနဲ့မညီလို့မကိုးကွယ်ခြင်းဘူးပြောတာကိုတပည့်တော်ကို မကိုးကွယ်ရင်နှက်ကင်တက်တယ်လို့ပြောပါれအဲ့ဒါသူတို့ကိုဘာပြောတင်လဲဖရာတဲ့ဥစဉ်အသက်38နှစ်ရှိပါပြီအသက်40ပြည့်ပါတော့မယ်လူလောကကိုရောက်ရှိလာတဲ့နှစ်ပေါင်း30ကျော်လုံးလုံးမှာ နှက်ကင်တယ်ဆိုတာကိုကြားဘူးတာပဲရှိပြီးအခုထိမမြင်ဘူးသေးပါဘူးကိုထက်ဝါကြီးတဲ့ဆရာတော်တမတော်ဒီထံမှာနှက်ကင်တာကိုမြင်ဘူးပါသလားဖရာလို့မင်းမြန်လျှောက်ထားကြည့်ပြန်တော်လဲပဲမမြင်ဘူးဘူးလို့ဖြေပါတယ်ကိုထက်အသက်ရွယ်ကြီးတဲ့လူတကာတကာမတွေကိုမင်းမြန်ကြည့်တဲ့အခါမှာလည်းပဲမမြင်ဘူးဘူးလို့ပြောပါတယ်ဒါကြောင့်နှက်ကင်တယ်ဆိုတာဟာလက်ကိုကင်တာလားခြေတော်ကိုကင်တာလား ခေါင်းကိုကင်တာလားခါးကိုကင်တာလားဘယ်နေရာကိုကင်တာလဲဆိုတာဥစဉ်မသိလို့သိတဲ့သူများရှိရင်ကောမန့်မှာဖြေခဲ့ပါဦးနော်မိဘတွေကိုဘယ်လိုပြန်ပြောရမလဲဆိုရင်အဖေတို့အမေတို့မကိုးကွယ်တဲ့မကိုးကွယ်ထိုက်တဲ့အရာတွေကိုကိုးကွယ်မယ်ဆိုရင်တရဏဂုံပြတ်တတ်တယ်သို့မဟုတ်တရဏဂုံညှို့နှမ်းတတ်ပါတယ်တရဏဂုံပြတ်နေတဲ့ပုဂ္ဂိုလ်တရဏဂုံညှို့နှမ်းနေတဲ့ပုဂ္ဂိုလ်ဟာတည်တဲ့အခါမှာအပေတို့ကြာရောက်တတ်ပါတယ် နောက်ပြီးမကိုးကွယ်တဲ့မကိုးကွယ်ထိုက်တဲ့အရာတွေကိုကိုးကွယ်မယ်ဆိုရင်ကံကံဤအကျိုးပေါ်ယုံကြည်မှုဆိုတဲ့ကမ္မတက္ကတာတမာဒိဋ္ဌိဉာဏ်တွေလဲကွယ်ပြောက်တတ်ပါတယ်။ဒါကြောင့်မကိုးကွယ်ပါရစေနဲ့လို့ပြန်ပြောလိုက်ပါနော်။အဲ့ဒီလိုပြောတဲ့ကြားတဲ့အခါမှာသူတို့ကလက်မခံဘူးဆိုရင်ဥပေက္ခာပြုထားလိုက်ပါ။ဘာကြောင့်လဲဆိုရင် အချို့အရာတွေမှာဖရာတောင်ပြောလို့မရတဲ့အရာတွေရှိလို့ပဲဖြစ်ပါတယ်နော်။ အရှင်ဖရငါးပါးတီလာကိုနှုတ်ကမဖြေဆိုပဲ မလွန်ကျူးရင်ကောစောင့်တည်ရပါသလားဖရတဲ့တီလာဆိုတာကနှုတ်ကဆိုယုံနဲ့မရဘူးစောင့်တည်ရမယ့်အရာဖြစ်တယ်နော်တီလာသည်လိုက်နာရမယ့်စာရိတ္တတီလာနဲ့ရှောင်ကျင်ရမယ့်ဝါရိတ္တတီလာရယ်ဆိုပြီးနှစ်မျိုးရှိပါတယ်ငါးပါးတီလာ၈ပါးတီလာ၉ပါးတီလာ၁၀ပါးတီလာစတဲ့တီလာတွေဟာရှောင်ကျင်ရမယ့်ဝါရိတ္တတီလာတွေပဲဖြစ်ပါတယ် တီလာဆိုတဲ့နေရာမှာလည်းပဲ၅ပါး၈ပါး၉ပါး၁၀ပါးဟူ၍အရေးအတွက်အားဖြင့်ပြတာမှန်ပေမဲ့အရင်စစ်လိုက်မယ်ဆိုရင် ကိုနဲ့နှုတ်နှမျိုးတည်းကိုပဲထိန်ရတာပါနှုတ်ကမဟုတ်တာမပြောဘူးကိုကမဟုတ်တာမလုပ်ဘူးဆိုရင်တီလာကလုံနေပါပြီနော်ဒါကြောင့်ကိုနဲ့နှုတ်ကိုထိန်သိမ်းစောင့်ရှောက်နေမယ်ဆိုလို့ရှိရင်တီလာကိုနှုတ်ကမဆိုတော့လည်းပဲတီလာကိုစောင့်စည်းရရောက်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်အရှင်ဖရာဂေါတမမြတ်စွာဘုရားတောင် မိဘကျေးဇူးကျေအောင်မဆက်နိုင်ခဲ့ဘူးဆိုတာမှန်ပါသလားဖေယျရှင်းပြီးတော်မူပါဖေယျတဲ့မိဘဤဂုံကျေးဇူးတွေကိုတီကျူးဖွဲ့ဆိုတဲ့နေရာမှာမြတ်စွာဘုရားဤဂုံပုတ်တွေနဲ့နှိုင်းရှင်ပြီးတော့တီကျူးဖွဲ့ဆိုတာကိုဥစဉ်မကြိုက်ပါဘူး။ဘာကြောင့်မကြိုက်တာလဲဆိုရင်မိဘဟာသာသမီတွေအပေါ်မှာကျေးဇူးတရားများတာမှန်ပေမဲ့အခြားတတ္တဝါတွေအပေါ်မှာတော့ မြတ်စွာဘုရားလောက်ကျေးဇူးတရားမများလို့ပဲဖြစ်ပါတယ်။မြတ်စွာဘုရားကတော့တတဝါအလုံးအပေါ်မှာကျေးဇူးတရားများပါတယ်။ဒါကြောင့်မိဘဤဂုံကျေးဇူးတွေကိုတည်ကျူးဖွဲ့ဆိုတဲ့နေရာမှာမြတ်စွာဘုရားဤဂုံဘုတ်တွေနဲ့နှိုင်းရှင်ပြီးတော့တည်ကျူးဖွဲ့ဆိုတာမျိုးတွေမလုပ်သင့်ပါဘူး။ဂေါတမမြတ်စွာဘုရားတောင်မှမိဘကျေးဇူးကိုကျေအောင်မဆက်နိုင်ခဲ့ဘူး။မိဘကျေးဇူးကိုနှုတ်တလုံးဘိုးပဲကျေတယ်စတဲ့ဇာတ်တွေဟာ ှားယွင်းတဲ့ဇကားတွေ ဖြစ်ပါတယ်။ပါမန်နီးဖြင့်မိဘကျေးဇူးကိုဆက်ရင်မကျေနိုင်မှန်းသိလို့လောကုတ္တရာနီးဖြင့်မိဘဤကျေးဇူးကိုမြတ်စွာဘုရားကဆက်ခဲ့တာပါ။အဲ့ဒီလိုလောကုတ္တရာနီးဖြင့်မိဘကျေးဇူးကိုဆက်ခဲ့တဲ့အတွက်မြတ်စွာဘုရားသည်မိဘဤကျေးဇူးအလုံးကျေးပါတယ်။ဒါကြောင့်ဂေါရမမြတ်စွာဘုရားတောင်မိဘကျေးဇူးကိုကြေအောင်မဆက်နိုင်ခဲ့ဘူးဆိုတဲ့ဇာတ်ဟာမှားတယ်လို့ပဲမှတ်သားထားရမှာဖြစ်ပါတယ်။ တပည့်တော်ယွာကဖခင်မှာယဟန်တာရဲ့မြားတပိတ်ကိုတက်လူတဲ့ဒိဋ္ဌိပုံ ရှိပါတယ်ဖခင်။ပုံကလည်းဟိုဘော်ဒီဘော်နဲ့ပါဖခင်။ဘာကြောင့်လူတာလဲဖခင်ရှင်းပြပေးပါတဲ့။အဲ့ဒီတပိတ်လူတဲ့အကြောင်းကိုပြောရမယ်ဆိုရင်လေတခါတုန်းကရာဇဂျုံမြို့မှာတထေးတူကစန္တကူနတ်တာတပိတ်ကိုအတောင်60လောက်မြင့်တဲ့တိုင်ထိပ်မှာခြီးပြီးတော့လောကမှာယဟန်တာယဟန်တာလို့ပြောနေကြတယ်။ လောကမှာတကယ်ယဟန္တာရှိတယ်ဆိုရင် ကောင်းကင်ကနေပြန်ပြီးတော့ဤပပိတ်ကိုယူနိုင်ရမယ်မယူနိုင်ဘူးဆိုရင်တော့လောကမှာယဟန္တာမရှိဘူးလို့ကြွေးကြော်လာတဲ့အတော့အဝတ်မဝတ်တဲ့အကျင့်ကိုကျင့်နေတဲ့တိဋ္ဌိဆရာကြီးတွေက သူတို့ယဟန္တာဖြစ်ကြောင်းတတ်သိပြလို့တဲ့အနေဖြင့်စံတကုဏ္ဏတာတပိတ်ကိုတက်ယူဖို့ဟန်ပြနေတဲ့ပုံပါ နော်အဝတ်မဝတ်တဲ့တိဋ္ဌိဆရာကြီးတွေဖြစ်တဲ့အတော့အဝတ်မဝတ်တဲ့ပုံကိုထုလို့ရမှာမှန်တော်လဲပဲ ယူနီရဲ့အမြင်မှာကြည့်လို့ရှုလို့ပတာရမတင့်တယ်တာကြောင့်အဝတ်အနည်းငယ်လေးဝတ်ထားတဲ့ပုံစံလေးလုပ်ပြီးအိုဘော်ဒီဘော်ပုံစံမျိုးပြထားခြင်းဖြစ်ပါတယ်။အဲနောက်ဆုံးမှာအဲ့ဒီစံတကူနတ်တာတပိတ်ကို အရှင်ပိန်ဒေါ်လာကိုတိုင်တက်ယူလိုက်ပါတယ်နော်။အရှင်ဖေယလူနံမီတွေကိုပါဠိလိုမှဲ့လို့ရပါသလားဖေယ။တပည့်တော်အားသနာတော်အားဖြင့်ဖြေးချပေးတော်မူပါဖေယတဲ့။မှဲ့လို့ရတော့ပါတယ်နော်။ဖះရှင်လက်ထက်ကအနာထပိန်တို့စိတ်တကြွယ်တို့ မထကုံတလီတို့ဆိုတဲ့လူတွေဟာပါဠိနာမည်တွေပါတိုးတော်လေးပဲယနေ့ခေတ်မှာ လူတွေကို ပါဠိနာမည်မှဲ့မယ်ဆိုရင် လူတွေရဲ့အမြင်မှာအထူးအဆန်းတော့ဖြစ်နေတာပေါ့နော်အထူးအဆန်းတင်ဖြစ်ရင်ကစားယနေ့ခေတ်မှာလည်းပဲပါဠိနာမည်နဲ့လူတွေရှိပါတယ်ဘယ်လိုလူတွေလဲဆိုရင် ဖုန်ကြီးလူထွက်တွေပါ နော် ဖုန်ကြီးဘဝနဲ့အကြာကြီးနေပြီးလူထွက်သွားတဲ့အခါမှာလူနာမည်ကို မခေါ်ဘဲနဲ့ဖုန်ကြီးဘဝတုန်းကနာမည်ကိုခေါ်တာပါ ဥပမာဘုံကြီးဘဝတုန်းကဥသူစိတ်တဆိုရင်လူထွက်သွားတဲ့အခါမှာလူနာမည်မခေါ်ဘဲနဲ့အဲ့ဒီလူကိုဥသူစိတ်တလို့ခေါ်ပါတယ်နော်ဒါကြောင့်ဘုံကြီးလူထွက်တွေလည်းပဲပါဠိနာမည်တွေရှိနေတာဖြစ်တဲ့အတွက်လူတွေကိုပါဠိလိုနာမည်မှဲ့ကျင်တဲ့စန္ဒရှိမယ်ဆိုရင်မှဲ့လို့ရလောက်ပါတယ်တိုးတော်လည်းပဲအထူးအဆန်းတော်ဖြစ်နေမှာပေါ့နော်